မြန်မာတွေရဲ့လူနေမှုဇိုက်ကမိဘတွေကသားသမီးတွေကိုအမြဲတမ်းကြွေးမွေးပြီးတဖွာမကွာနေစင်ကြတဲ့မြန်မာတွေရဲ့ဒီရိုးရာဇိုက်တစ်ခုရှိတယ်ရိုးရာဇိုက်ရှိတော့မိဘတွေရဲ့အရေးကိုခိုပြီးတော့ဒီကလေးသူငယ်တွေဟာလူငယ်လူရွယ်တွေဟာမိဘအရေးကိုပြီးတော့ မိဘကြွေးတာစားပြီးတော့ဘာဖြစ်လာတော့လူပြင်းနေဖြစ်ကုန်သူတို့ကိုယ်တိုင်စီးပွားရှာနိုင်စွမ်းမရှိကြတော့တခြားလူမျိုးတွေကြည်အရွယ်မရောက်ခင်ကတည်းကလုတ်တက်ခိုင်နှအောင်ဆိုပြီးတော့ခိုင်းတယ်အရွယ်လေးရောက်လာပြီဆိုရင်ကိုယ်နေကိုယ်အိမ်တော်မနေခိုင်းဘူးတခြားနေရာကိုလွတ်ပြီးတော့သူများစီမှာအလုံးလုံးခိုင်းတဲ့ဟာတွေတောင်ရှိတယ် အဲ့ဒါဘာဖြစ်လို့လို့ဆိုရင်ကိုယ်ခြေတော်နဲ့ကိုယ်ရနိုင်အောင်သင်ပေးတာညမာလူမျိုးတွေကတော့အဲ့လိုမဟုတ်ဘူးဒါအများစုကိုပြောတာညမာလူမျိုးအများစုကဒီလိုမဟုတ်ဘူးအမေဖွေရကြွေးတာပဲထိုင်စားနေကြတာများတယ်ဗောကိုကိုတိုင်းစီးပွားလုပ်ဖို့ကြတော့မိဘကလည်းအာမပေးဘူးဖြစ်အဲ့လိုဖြစ်တဲ့အခါကျတော့ဘာဖြစ်တယ်ဆိုညမာလူငယ်လူရွယ်တွေမှာစီးပွားရေးမျက်စိကချို့တဲ့လား ချွတ်တယ်လာတော့အလုံးမရှိတော့ဘယ်ရောက်သွားတော့ဆိုလက်ဖိတ်ဆိုင်ရောက်ကြတာဟောလက်ဖိတ်ဆိုင်ရောက်တဲ့အခါကျတော့လက်ဖိတ်ချမ်းတောက်ရကနေပြီးတော့ဘာတွေတောက်လာတော့ဆိုအရက်တွေဘာတွေတောက်ကြတာဟောအဲ့ဒါလူတွေဖြစ်ပြီးတော့လူတွေဟာကြီးပွားတွတ်တက်မှုတွေတိတ်ပြီးတော့မရှိတော့အဲ့ဒီမှာရင်ကျေးလိမ်မာဆိုပြီးတော့သင်္นานနေဖွင့်တဲ့အခါမှာရင်ကျေးလိမ်မာဆိုတာဘာတွေဖွင့်နော်ဖះဘလို့ရှ िख ိုးရတယ်ဖះဘလို့ကြောရတယ် ဒီလိုရင်ကျင်းလိမ်မာလူကြီးတွေနဲ့ဘယ်လိုပြောရလဲဘယ်လိုဆက်ဆံရလဲ38ပြာမင်္ဂလာတရားတို့ဣတိပိသောတို့ဆိုတာတွေဘာသာရေးနဲ့ပတ်သက်တာတွေသင်ကြားဖို့ကြားတယ်အရေးမကြီးဘူးလားကြီးပါလေအဲ့တော့အရေးကြီးဆုံးနံပါတ်1ကဘာလဲလို့ဆိုရင်စီးပွားရေးသင်ပေးဖို့လိုအပ်တယ်စီးပွားရေးပြည့်စုံမှ ဘာသာတရားကိုချင်းတရားစိတ်နေသဘောထားတွေကိုသင်ကြားပေးဖို့လိုအပ်တယ်။သို့မဟုတ်ဒီနှစ်ခုဟာဖြိုင်တူသင်ရမယ့်ပညာရပ်နှစ်ခုပဲဖြစ်တယ်ဟော။အဲ့ဒါကိုမြတ်စွာဘုရားကဟောတာလူဘွားရောက်လာလို့ရှိရင်နဲ့ပညာမျက်စိနှမျိုးရှိအောင်သင်ကြားပေးချပေးရမယ်။ပညာမျက်စိနှမျိုးရှိဖို့လိုအပ်တယ်။စီးပွားရှာတတ်တဲ့ပညာမျက်စိကုသိုလ်အကုသိုလ်ကောင်းဆိုအကြောင်းကျိုးကိုသိရတဲ့ ိုခြင်းတရားနဲ့ပတ်သက်တဲ့မျက်စိအဲ့ဒီအမြင်မျက်စိနှမျိုးလုံးနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်မှသာလေလောကဟာပြည့်ပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဒီလိုဆိုတာပေါ့အဲ့ဒီမှာမြတ်စွာဘုရားကပုဂ္ဂိုလ်၃မျိုး ခွဲပြီးတော့ပြတယ်နမတ္တိကဘာလို့ဆိုရင် အမြင်မျက်စိလုံးဝမရှိတဲ့ပုဂ္ဂိုလ်ကတဦးရှိတယ်အမြင်မျက်စိတစ်ခုစလုံး ဟာအမြင်မှမရှိတဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်မျိုးကိုအန္တလို့ခေါ်တယ်မျက်စိနှစ်ဖက်လုံးမမြင်ရတဲ့ပုဂ္ဂိုလ်အဲ့ဒီနေရာမှာမျက်စိနှမျိုးဆိုတာစီးပွားရေးမျက်စိလည်းမရှိဘူးဘာသာရေးနဲ့ပတ်သက်တဲ့မျက်စိလည်းမရှိဘူးအဲ့ဒီမျက်စိနှမျိုးလုံးကွဲနေတဲ့ပုဂ္ဂိုလ်အန္တပုဂ္ဂိုလ်လို့ခေါ်တယ်အဲ့ဒီအန္တပုဂ္ဂိုလ်ရဲ့အခြေအနေကိုမြတ်စွာဘုရားကဘယ်လိုဟောတော်မူလို့ဆိုနော် အဲ့ဒီပုဂ္ဂိုလ်ရဲ့အခြေအနေဟာအင်တမဆိုးဝါးတယ်နော်နတ်စေဝဘောဂတထာရူပသူ့မှာရတဲ့ရလိုက်တဲ့စီးတဲ့ဥစ္စာဆိုတာလည်းဘာမှမရှိဘူးစီးပွားရေးလည်းမရှာတတ်ဘူးစီးပွားရေးအမြင်မျက်စိကလည်းတစ်ဖက်ကကန်းနေတယ်နတ်စပုံညာနိကုတ်ပတိကိုချင်းတရားနဲ့ပတ်သက်ပြီးတော့လည်းဘာကုသိုလ်ကောင်းမှုမှမလုပ်တတ်ဘူးဟောစီးပွားလည်းမလုပ်ဘူး ကိုကျင့်တရားနဲ့ကုသိုလ်တရားလည်းမလုံတတ်ဘူးနတ်စေဝဘောကတထရူပါနတ်စပုံညာနိကုပ္ပတိဥပယထဂလိခါဟောအဲ့ဒီလိုပုဂ္ဂိုလ်မျိုးဟာနှစ်ဖက်စလုံးဆုံးနေတဲ့ပုဂ္ဂိုလ်မျိုးတဲ့စီးပွားလည်းမရဘူးကုသိုလ်လည်းမရဘူးလူဘဝမှာဘာမှအနစ်တာရမရှိတဲ့အနစ်တာရကင်းမဲ့နေတဲ့လူဘဝနဲ့သူဟာ နေရတဲ့ပုဂ္ဂိုလ်မျိုးဥပယထကလိကာဟောအန္တတဟတသကုနောဗာမြင်မှမရှိတဲ့ပုဂ္ဂိုလ်မျက်စိနှလုံးကွဲနေတဲ့ပုဂ္ဂိုလ်ဟာအင်တမသနာစရာ ကောင်းပြီးတော့ဘဝမှာအဆုံးရှုံးကြီးဆုံးရှုံးတဲ့ပုဂ္ဂိုလ်မျိုးဖြစ်တယ်လို့မြတ်စွာဘုရားဒီလိုဟောတယ်။ဒါကြောင့်မို့လို့လူတိုင်းလူတိုင်းဟာစီးပွားရေးမျက်စိလည်းရှိဖို့လိုတယ် ကုသိုလ်ရေးနဲ့ပတ်သက်တဲ့ဘာသာရေးနဲ့ပတ်သက်တဲ့ဓမ္မရေးနဲ့ပတ်သက်တဲ့မျက်စိမျိုးလည်းရှိဖို့လိုတယ်။အဲ့ဒီနှစ်ခုလုံးမှာမရှိလို့ရှင်ဥပယထကလေးကဟောစီးပွားရေးဘက်ကလည်းဆုံးရှုံးပဲကုသိုလ်ရေးဘက်ကလည်းဆုံးရှုံးပဲတခါဒီဘဝမှာလည်းဆုံးရှုံးပဲနောင်ဘဝမှာလည်းဆုံးရှုံးပဲဒီလိုအိဗယ်မျိုးဥပယထနှစ်ဖက်လုံးလည်းဆုံးရှုံးတယ်နှစ်ဘဝလုံးလည်းဆုံးရှုံးတယ် အရှုံးနဲ့ပဲရင်ဆိုင်ရတဲ့ပုဂ္ဂိုလ်ဘာတစ်ခုမှမျက်မထွက်တဲ့ပုဂ္ဂိုလ်မျိုးလို့ရသော်များအဲ့ဒီလိုပုဂ္ဂိုလ်မျိုးတွေဟာလည်းလောကမှာရှိနေတယ်နောက်တစ်ခုနောက်တစ်ခုကြတော့စီပွားရေးမျက်စိတော့ဖြစ်ရှိပါရဲ့ဘာသာတရားနဲ့ပတ်သက်တဲ့မျက်စိမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်မျိုးတွေလည်းလောကမှာရှိစီပွားရေးမျက်စိအမြင်တစ်မျိုးတည်းသာရှိပြီးတော့ ဘာသာတရားနဲ့ပတ်သက်တဲ့မျက်စိမရှိဘူးဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်အခြေအနေကဘယ်လိုဖြစ်လဲ။ရသော်ဘုရားကအဲ့ဒါကို ရှင်းလင်းပြီးတော့ဟောထားတယ်။နော်။အထာပရာယအခါတော်ဧကသက္ခုစပုဂ္ဂလော။နော်။မျက်အမြင်တစ်မျိုးတည်းပဲရှိတယ်။စီးပွားရေးအမြင်တစ်ခုတည်းသာရှိတယ်။ကုသိုလ်ရေးတို့ဘာသာရေးတို့ဓမ္မရေးနဲ့ပတ်သက်တဲ့အမြင်လုံးဝမရှိဘူး။ အဲ့ဒီပုဂ္ဂိုလ်မျိုးကြတော့ဘလို့အခြေအနေမျိုးတွေဖြစ်တတ်တော့ဆိုဓမ္မာဓမ္မေနတထောသောဘောဂာနိပရိယေတတိအဲ့ဒီပုဂ္ဂိုလ်မျိုးဟာတဲ့ပစ္စည်းဥစ္စာရှာတော့ပစ္စည်းဥစ္စာရှာတတ်တဲ့မျက်စိရှိသည့်အတွက်ကြောင့်စီးပွားဥစ္စာတော့ရှာပါရဲ့ရှာတဲ့အခါမှာကိုချင်းတရားတို့ဘာသာတရားတို့ဓမ္မရေးရမျက်စိမရှိသည့်အတွက်ကြောင့် တရားတဲ့နီးနေရောမတရားတဲ့နီးနေရောစီးပွားဥစ္စာတွေရှားလာတယ်အဲ့ဒီပုဂ္ဂိုလ်မျိုးကပမာစကားမှာရှိတယ်လို့ရတာလင်ဖဏဖူတိုက်တူးဆိုတဲ့ပုဂ္ဂိုလ်မျိုး အမေလည်းမရှောင်ဘူးအဖေလည်းမရှောင်ဘူးဘယ်သူဥစ္စာမှမရှောင်ဘူးသူရမယ်ဆိုရင်ရတဲ့နီးနေယူတယ်ဆိုတဲ့ပုဂ္ဂိုလ်မျိုးဖြစ်လာအဲ့ဒီပုဂ္ဂိုလ်မျိုးကိုဓမ္မာဓမ္မေနတထောတော်တဲ့ဓမ္မအတ္တပဖြင့်ကောက်ချစ်ဆင်းလဲလာတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်လာတယ် ဆိုလိုတာကမကောင်းတဲ့နီးနဲ့လည်းစီးပွားရှာတယ်ကောင်းတဲ့နီးနဲ့လည်းစီးပွားရှာတယ်ကောင်းတာမကောင်းတာသူ့ဖို့အဓိကမဟုတ်ဘူးရဖို့အဓိကဟောအဲ့ဒါလို့စီးပွားရှာတဲ့ပုံကမျိုးဖြစ်လာတယ်တဲ့ဒါမျက်စိတလုံးသာရှိတယ်ပေါ့ဒါရင်လားလို့ဆိုတော့သူ့ရဲ့အခြေအနေကဒီတည်းမကဘူးထေယေနကုတကမေနမုတဝါဒေနစုပယံထေယ ကုတကမမုတ္တဝါဒကုတလောဟောတိတံဃာတုံကာမဘောဂိသမနောသူကပစ္စည်းဥစ္စာရှာဝေစုဆောင်တဲ့နေရာမှာတော့ဓမ္မကျွမ်းနေကျွမ်းနေလို့ဆိုပေမဲ့သူဘာနည်းတွေနဲ့ရှာတာလို့ဆိုထေရခိုးတယ်ဝတ်တယ်ခိုးခြင်းဝတ်ခြင်းဆိုတဲ့ဤစနစ်တွေကိုအသုံးပြုပြီးတော့ကုတကာမကောက်ချစ်စင်လဲတဲ့ဤတွေနဲ့သူက ပဋ္ဌာန်ရအောင်လှုပ်တတ်တယ်ပေါ့မုတံဝါရိဏလိန်လေလက်စားပြီးတော့စီးပွားရှာတယ်ဟောဒီပုဂ္ဂိုလ်မျိုးဟာအဲ့လိုနီးတွေနဲ့စီးပွားရှာတာအလွန်တရာမှသူကကျွမ်းကျင်တယ်မဟုတ်တာလှုပ်ပြီးတော့စီးပွားရှာတယ်လို့ဒီလိုပြောတာနော်ဒီကနေ့ခင်မှာလည်းပဲဈာနေတွေဖတ်ကြည့်မတွေ့ကျင်ဆုံးပဲလိန်ဝင်လိန်နီးတွေအများကြီးပဲ ဒေဝလေးနီးတွေအများကြီးရှိတယ်ဒီနေရတကမှလိုပဲဒါခုမှရှိတာမဟုတ်ရှေးတုန်းကလည်းရှိတယ်သို့တော့ဒီနေ့ခေတ်မှာ များလာတယ်လို့ပြောရအောင်အဲ့တော့အယောင်းဝယ်ကိစ္စနဲ့ပတ်သက်လို့လဲဒီလိုလုပ်တယ်ပစ္စည်းနဲ့ပတ်သက်လို့ရှိရင်လည်းပဲဒီလိုလုပ်တယ်အတုနဲ့အစ်စ်ရောရောင်းတယ်အတုလုပ်ပြီးတော့ရောင်းတယ်မျိုးစုံပဲ ဲ့ဒီပဲဒီအလေးချိန်မမမကန်လှုပ်တာကအစမမမကန်လှုပ်တာတွေကအင်တာမှများလာတယ်ပေါ့ခဏခေတ်မှာပဿနာပြီးရောဆိုတော့လှုပ်တဲ့အလုပ်တွေဟာအလွန်များလာတယ်ပေါ့ဒါတွေဟာဧကစက္ခုလို့ခေါ်တဲ့တစ်ဖက်မြင် ပုံကိုယ်တွေကြောင့်အခုလို့ဖြစ်လာတာ စည်းကွာရေးမျက်စိတစ်ခုတည်းဆိုရင် မလုံးလောက်ဘူးတဲ့စည်းကွာရေးမျက်စိ ရှိလာလို့ရှင်ကောက်ချစ်ဆင်းလဲတဲ့နည်းတွေနဲ့စည်းကွာရှာတယ်တလောတော့ကတခါတယောက်ကရှောက်တယ်ဒီမြမပြေမှာငှက်တိုက်ဘူးတွေက brand တစ်စိတ်ငှက်တိုက်ဘူးတွေကဈေးကောင်းလာတဲ့အခါကျတော့ လာလိန်တဲ့လူတွေအခုပေါ်နေတယ်ဆိုတာဟိုတကလျှောက်သွားတယ်သူလိန်မုံလိန်နီးရလဲအတော်ဟုတ်တယ်သူထဲမှာလည်းပဲ brain ဟဲ့တိုက်ဘူးတွေကတ်လိုက်ပါလာကတ်လိုက်ပါလာပြီးတော့အဲ့ဒီငှက်တိုက်ရောင်းတဲ့ဆိုင်ကိုဝင်ဝင်ပြီးတော့ငှက်တိုက်ဘူးတွေဝယ်တယ်တဘူးတဘူးဝယ်ပြီးတဲ့အခါမှာသူကများများဝယ်မဲ့သဘောပေါ့ပိုက်ဆံက မလုံလောက်လို့ဆိုပြီးတော့ပတ်စံပြန်ယူမယ်ဆိုအဲ့ဒီသူ့ပါလာတဲ့ဘူးရေဒီကဆိုင်ကတကယ်အစ်စ်အမှန်ရေအဲ့ဒီနှစ်ခုပေါင်းရောထည့်ပြီးတော့ပတ်စံအိမ်ပြန်ပြီးတော့ပတ်စံယူလိုက်အောင်မယ်ဒီမှာတထောင်လောက်နှစ်ထောင်လောက်တွေငွေချေပြီးတော့သူ့အထုပ်လည်းအဲ့ဒီမှာထားခဲ့တယ်ထားပြီးတော့အိမ်ပြန်ပြီးတော့ပတ်စံယူမယ်ပတ်စံမလောက်လို့ဆိုပြီးတော့သွားလိုက်တာ ဒီသူတို့ရှိမှာပဲအဲ့ဒီငှက်တိုက်ဘူးတွေကိုလည်းထားခဲ့တယ်။မလားမလားနဲ့အဲ့ဒီငှက်တိုက်ဘူးတွေဖွင့်ကြည့်လိုက်တဲ့အခါကျတော့ဘာဖြစ်နေတုံးဆိုငှက်တိုက်ဘူးခွန်တွေနဲ့အထဲတဲကမဟုတ်တာတွေထည့်ထားတာတွေပဲငှက်တိုက်ဘူးအစ်စ်တွေတော့ပါသွားရောနော်အဲ့တော့ဆိုင်ရှင်ကခံလိုက်ရပြန်ဒါတကယ်ဖြစ်နေတဲ့ကိစ္စလေးနော်တကယ်ဖြစ်နေတာကိစ္စတခြားကိစ္စတွေပါလည်းပဲဒီတိုင်းပဲ အဲ့တော့အဲ့ဒါမျိုးကိုမြတ်စွာဘုရားဟောတာထေရဏကုဒကမေနမုတဝါရဏဆိုပြီးလိန်ညာပြီးတော့ရွှေအစ်စ်နဲ့အတုစိန်အစ်စ်နဲ့အတုဆိုတာလိုရောရောင်းပြီးတော့သွားတာဒီစိန်လက်စွတ်တို့ဘာလို့ဆိုတာလဲမကြခြင်းအဆုံးပဲဒါ စိန်လက်စုပ်ကိုယူပြီးတော့ဝယ်မလို့ဆိုပြီးတော့ဈေးတွေဘာတွေပြောကြည့်ပြီးတော့အတုနဲ့လဲထားခဲ့တာမျိုးတွေလေခဏခဏကြုံကြရတယ်ပေါ့နော်အဲ့ဒီလိုဟာမျိုးတွေဖြစ်လာတာဒါဧကဆက်ခုလို့ခေါ်တယ်ရှင်းတော့ကလိန်ပုံလိန်နီးလေးတခုကတော့ဘယ်လိုတော့ဆိုရှင်းတော့ကမုတ်ဆိုးတယောက်ကတောမှသွားပြီးတော့ တော်တဲ့ကနေဖမ်းလာတာသမင်းနှစ်ကောင်ဖမ်းလာတယ်တကောင်ကအသေးလေးတကောင်ကအကြီးမြို့တက်ပြီးတော့သမင်းရောင်းမယ်ဆိုတော့လမ်းမှာဘယ်သူနဲ့တွေ့တော့ဆိုအရက်သမားလူလိန်တယောက်နဲ့တွေ့တွေ့တော့သူကမေးတယ်ဒါပါလို့ဖို့တော့ရောင်းမို့လားဆိုတော့ဟုတ်တယ်မိုးဆိုးကအဲ့ဒီခေတ်ကဈေးရလဲပေါ်တော့အကောင်အကြီးကနှစ်ချက် ကောင်လေးပြောခြင်းတစ်ချက်လို့ပြောတယ် တခြားလူပြောတော့အဲ့ဒီလူလိန်ကအကင်းပါတယ်လေသူထဲမှာအိတ်ထဲမှာပက်ဆက်ဆန်းပြီးတော့ပက်ဆက်လေးတစ်ချက်ထိုးပြီးတော့ကျုပ်အကောင်သေးယူမယ်အကောင်လေးပေးပါဆိုပြီးတော့ပက်ဆက်တစ်ချက်ပေးပြီးတော့သမင်ပေါက်စာလေးဝယ်သွားအတော်လေးသွားမိတဲ့အခါသူပြန်လိုက်လာပြီးတော့ပြန်ခေါ်တယ်ကျုပ်ကအကောင်ကြီးပဲပေးပါတဲ့အကောင်လေးမယူချင်တော့ဘူးဆိုတော့ဟိုလူကပြောတယ်ပေါ့ အကောင်ကြီးလိုချင်လို့ရှိရင်ခမရကျုပ်ကိုနှစ်ချက်ပေးရလိမ့်မယ်ဆိုတော့သူကဘာပြောတော့ဆိုခမရဘာပြောတာလဲတဲ့ကျုပ်ခမရကိုတစ်ချက်ပေးပြီးသားတော့တဲ့ဟိုကဟုတ်တယ်လေတဲ့ခမရကျုပ်တစ်ချက်ပေးပြီးသားတယ်ဟောဒီကောင်လေးရဲ့တစ်ချက်တန်တယ်တဲ့အဲ့တော့ပေးပြီးသားပတ်ဆံကတစ်ချက်ဟောဒီအကောင်လေးကတစ်ချက်တန်ဆိုနှစ်ချက်ဖြစ်သွားရော ပေးအကောင်ကြီးဆိုပြီးယူသွားတယ်ဟိုလူကလည်းမတွက်တတ်တော့အဲ့ဒီမှာသူပြောတာလည်းဟုတ်တယ်ဆိုပြီးတော့ခံလိုက်ရတယ်နော် အဲ့ဒီလိုလိန်သွားတာမျိုးတွေကလည်းရှေးတုန်းကတည်းကလိန်ခဲ့ဘူးတာတွေရှိတယ်အဲ့တော့အခုခေတ်တော့ပြောမဆုံးမအောင်ပေါ့အများကြီးပဲလိန်တာတွေရှောက်ပြောလို့ကတော့ကုန်နိုင်ပဲမထင်ဘူးเนาะအဲ့ဒါမျိုးကိုဆိုလိုတယ်မြတ်စွာဘုရားကထေရေနကုတကံမေနခိုးလို့ဝှက်လို့တဲ့နေနဲ့ကောက်ကျစ်တဲ့နေတွေနဲ့ခိုးပြီးတော့စီးပွားရှာတယ်တဲ့ ကောက်ချစ်တဲ့နီးတွေနဲ့ခိုးပြီးတော့စေဝါရှာတယ်လို့လိမ့်ဒီလှိပြားပြီးတော့လည်းပဲစေဝါရှာတတ်တယ်အဲ့ဒီမှာစာပေကျမ်းကမှာဆိုထားတာရှိသေးတယ်နော်တုလာကူတာတဲ့ချိန်စင်းလဲမာနကူလာချင်စင်းလဲတို့အင်တမဒီလက်လက်ပညာအလွန်ကျွမ်းတယ်စပါးချင်တာတောင်မှပဲရောင်းလို့ရှိရင်တစ်မျိုးဝယ်လို့ရှိရင်တစ်မျိုးချင်တတ်တယ် နော်ရောင်းတဲ့စဘာဆိုလို့ရှင်သူကဒီဒီရှိမှာပဲတင်းပေါ်မှာပဲတိုက်ချလိုက်တာဟာသူကပညာသားပါပါနဲ့တိုက်ချလိုက်တာရောင်းလို့ရှိရင်သူရောင်းလိုက်တဲ့စဘာကသူကအမြတ်ကြံရတယ်ဝယ်လို့ရှိရင်လည်းပိုရအောင်သူလုပ်တတ်တယ်အဲ့ဒီပညာရတဲ့ရှိတယ်စီတော့ဘာလို့လဲတူတူပဲ စီရောင်းဝယ်လုပ်တဲ့အခါမှာလည်းပဲဟော အထဲထဲမှာအပေါက်နဲ့လှုပ်ပြီးတော့ထားတာမျိုးတွေရှိတယ်ပေါ့အဲ့တော့ခုခေတ်မှာတော့အကောင်လုံးပြောရမယ်ဆိုရင်တော့မလွယ်ဘူးเนาะပို့ပြီးတော့ဒီဆက်စီရောင်းတဲ့ဆိုင်နေဆိုရင်ပို့ပြီးတော့ကျွမ်းကျင်ကြပို့ပြီးတော့ကျွမ်းကျင်အဲ့ဒါကြားဘူးတယ်ဒီဘလောက်ပဲဒီကောင်တာမှာချိန်ပြထားတာဘလောက်ပဲဆက်ကနေပြီးတော့ဟို ဘနလီတာဆိုတာပြထားတာသူတို့လှုပ်တဲ့နေနဲ့လှုပ်ထားလို့ရှင်သူကတော့ကြံနေတာတခါလာမှာဆိုဘလောက်ကြံတယ်တခါလာမှာဘလောက်ကြံတယ်ဆိုအဲ့ဒါနဲ့တချို့မမှန်မကန်လှုပ်တဲ့လူတွေဟာတစ်နှစ်ဆိုရင်သိမ့်တော်များများအများကြံတယ်ပိုက်သေးကြံတယ်စီနော်အဲ့ဒါကြောင့်လားမသိဘူးစီဆိုင်နေပေါ်တာပြောနေတော့ဒါဟိုဖြစ်နေတာကိုပြောပြတာပါဘယ်သူမှအပြစ်ပြောတာမဟုတ်ပါဘူး အဲ့တော့ဘယ်အရာပဲဖြစ်ဖြစ်ဟိုမြတ်စွာဘုရားရဲ့တပည့်တွေမြတ်စွာဘုရားကိုယုံကြည်ကိုးကွယ်တဲ့ဘုရားဝါဒတွေဆိုလို့ရှိရင်တော့တက်လောက်လေးတွေတော့မလုံတဲ့မူပေါ့တသက်လုံးစားရမယ်ကိစ္စမဟုတ်တာလေမလုံတဲ့မူပေါ့တခြားနည်းနဲ့မှန်မှန်ကန်ကန်ပဲရောင်းတဲ့ဝယ်တဲ့နာတွေပေါ့အဲ့ဒါကိုပြောတာ ထေရေနကုတကံမေနမုတဝါဒေနစုပယံကုသလောဟောတိတံဃာတုံကာမဘောဂိသမနောဟုတ်တယ်ဟိုအားဒီအမြတ်ကျန်တရားနေအမြတ်ကျန်နေရာတိုင်းမှလိုပဲဒါတွေရှိဆောက်လို့ရေကိစ္စတွေမှာဆိုလဲဒီတိုင်းပဲဆိုင်နေနဲ့ပေါင်းထားတယ်ဆိုတာဟိုကြားရတာပေါ့နော်ဘောင်းချာဖြတ်တယ်ဆိုပြီးဘောင်းချာတိုင်းဆိုပြီးတော့လဲမယုံနေနဲ့ ။မောင်ချာကလူကိုယ်တိုင်ဝယ်ရင်တမျိုးရေးပေးတာ။နော်။ဆောက်လို့ရရလားဝယ်လို့ရှင်တမျိုးရေးပေးတယ်။အဲ့ဒီသွားပြီးတော့မောင်ချာသွားဖြတ်ရင်ကိုပဲ तू ကကိုယ်တိုင်ဆောက်မှလားသူများဆောက်ပေးတာလားဆိုတာရှိတယ်။အဲ့ဒီလူတွေဖြစ်နေတာဟုတ်တယ်။အဲ့ဒီလူတွေဖြစ်နေတာကိန်းကနန်းဟာ လက်တလုံးကြားလေးနဲ့ကိန်းကနန်းတွေကိုလှည့်ပြီးဟိုဘက်ကယူလိုက်ဒီဘက်ကယူလိုက်ယူနေတာအဲ့တော့အဲ့ဓာတွေဟာခိုးခြင်း25မျိုးထဲမှာပါဝင်ဖြစ်သည့်အတွက်ကြောင့်ဘုရားဘာသာဝင်တွေဟာရှောင်တဲ့နယ်ပေါ့ဒါမျိုးတွေမလုံးတဲ့ဘူးပေါ့အဲ့တော့အဲ့ဓာတွေလုံနေမယ်ဆိုလို့ရှိရင်နော်အရိဏဒါနာဝေဒမဏိသိခာပရံတမာရိယာမိဆိုတာနေတိုင်းချိုးနေတာ ਨੇ တူတူပဲပေါ့နော် ရလာတဲ့ပစ္စည်းကလည်းပဲတသက်လုံးစားနိုင်အောင်ရတဲ့ဟာမျိုးမဟုတ်ပါဘူးမစင်မကြယ်ဖြစ်နေဘယ်ရပဲဖြစ်ဖြစ်ကိုရတဲ့ပစ္စည်းကိုစားတဲ့ပစ္စည်းဟာစင်စင်ကြယ်ကြယ်ဖြစ်အမြဲတမ်းကောင်းတယ်တရားမင်းကြီးကဝေစံတာဒီဗိမာန်ကြီးကနေပြီးတော့ထွက်လာပြီးလူပြေဘက်ကိုလှည့်ပြီးတော့လက်ဝှေ့ချတယ်တဲ့ ပထမလက်အုပ်ခြေတာဘယ်သူကိုလက်အုပ်ခြေတာတော့ဆိုဖရာကိုလက်အုပ်ခြေဒုတိယလက်အုပ်ခြေတာတော့တရားကိုလက်အုပ်ခြေတတိယလက်အုပ်ခြေတာကသံဃာတွေကိုလက်အုပ်ခြေစတုထတစ်ကြိမ်လက်အုပ်ခြေတာကြတော့ဘယ်သူကိုလက်အုပ်ခြေတာတော့ဆိုအခုလို့ဗုဒ္ဓအလိုကြလူဘဝမှာဖော်ဆောင်ပြီးတော့ကောင်းရောင်းကောင်းဝယ်စီးပွားရှာနေတဲ့ပုဂ္ဂိုလ်တွေကိုလက်အုပ်ခြေတာတဲ့အဲ့ဒီထဲမှာဓမ္မေနဒါရံပောတ္တိ တေနမတံမိမာတလိဆိုတဲ့အထက်ရေကဟထာ ပုံညကရာသီလဝန်တော်ဥပဒကဓမ္မေနဒါရံပောတင်တိတေနမတံမိမာတလိငါတခြားလူတွေကိုလက်အုပ်ချီတာမဟုတ်ဘူးကိုချင်းတရားကောင်းပြီးတော့တရားဓမ္မအတိုင်းကျင့်ကြံကြိုးကုပ်အားထုတ်နေကြတဲ့ဥပဒကတွေဟာတဲ့သူဆိုင်ကိုရှောင်ပြီးတော့သူဆိုင်နဲ့ပဲသားမယားတွေကိုကြွေးမွေးနေကြတဲ့ပုံကိုယ်တွေ ကောင်းရောင်းကောင်းဝယ်လုပ်နေကြတဲ့မိသားစုတွေကိုငါလည်းဥချီတာပါလို့ဒီလိုပြောရတယ်။အဲ့တော့ဒီကနေ့မှတရားမင်းကြီးလည်းဥချီရမယ်လူများရှိရှိသေးလားတော့မသိဘူးပေါ့နော်။အဲ့တော့ဘုရားရဲ့အလိုတော်ကြဒီလူ့ဘဝကိုဖော်ဆောင်မှုအမှန်တမ်းအရေးကြီးတယ်အဲ့တော့အာရိဏဒါနလည်းရှောင်ရမယ်မုဒ္ဒဝါဒလည်းရှောင်ရမယ်အဲ့တော့မရှောင်တော့ဘာဖြစ်လာလဲဆိုခုနက ဤတောသောနိရယံခန္ဓာဝါဧကသကုဝိဟညတိဧစီဘဝဤမျက်စိတမျိုးတည်းသာ ရှိတဲ့ပုဂ္ဂိုလ်တယောက်ဟာတဲ့ဒီဘဝကနေပြီးတော့အပင်ငရဲကြပြီးပင်မဆင်းရဲရတာနဲ့ကြုံရလိမ့်မယ်လို့ဟောမြတ်စွာဘုရားဒီလိုဟောတာနော်မမမကန်နဲ့လှုပ်ပြီးတော့သူစီရလုပ်ငန်းနေတဲ့အသက်မွေးနေလို့ရှိရင်ဒီပုဂ္ဂိုလ်ဟာဤတောသောနိရယံခန္ဓာဝါ ဒီဘဝကနေပြီးတော့နောက်ငရဲမှာဖြစ်ပြီးတော့ဆင်းရဲဒုက္ခတွေနဲ့ကြုံရလိမ့်မယ်လို့မြတ်စွာဘုရားဒီလိုဟောတယ်အဲ့ဒီမှာနောက်ဆုံးပုဂ္ဂိုလ်တယောက်ကျတော့အမြင်မျက်စိနှမျိုးရှိတယ်အဲ့ဒီအမြင်မျက်စိနှမျိုးရှိတဲ့ပုဂ္ဂိုလ်ဟာဒွိစကုပနာအခါတော်တိထောပုရိသပုဂ္ဂလောလောကမှာပညာမျက်စိအမြင်နှမျိုးရှိတယ်စီးပွားလဲရှာရတဲ့ စီးပွားရှာတတ်တဲ့ပညာလဲရှိကိုကိုခြင်းတရားဆိုတဲ့ကုသိုလ်ရေးမျက်စိကနေပြီးတော့ထိမ့်သိမ်းဆောင်လျှောက်ထားတယ်။အဲတော့စီးပွားလဲရှာတတ်တဲ့တရားနဲ့ပတ်သက်တဲ့မျက်စိလဲရှိတယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာသူကပညာမျက်စိအမြင်နှမျိုးရှိတဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်လူလောကမှာဘဝမှာဖော်ဆောင်ရင်ပညာမျက်စိအမြင်နှမျိုးရှိတဲ့ပုဂ္ဂိုလ်မျိုးဖြစ်ဖို့အမှန်တမ်းအရေးကြီးတယ် ဒါကြောင့်မို့မြတ်စွာဘုရားကဒိသကုပ္ပနအခါတော်တစ်ထောင်ပုရိသပုဂ္ဂလောပညာမျိုးစီအမြင်နှမျိုးစလုံးရှိရင်အကောင်းဆုံးပုဂ္ဂိုလ်ဖြစ်တယ်အဲ့ဒီပုဂ္ဂိုလ်မျိုးဟာဘာလို့ဓမ္မလတ္တိဟိဘောဂေဟိဥဋ္ဌာဏာဓိကတံတဏကြည်သူကပစ္စည်းဥစ္စာရှာတယ်ရှာတဲ့အခါမှာခဏလိုလိန်ညာတာတို့ကောင်းကြီးတာတို့မတရားတဲ့နည်းနဲ့လှုပ်တာတို့ဒါမျိုးတွေတခုမှမလုပ်ဘူးတဲ့ ကိုချင်းတရားမပြည့်ပြားတဲ့လမ်းကြောင်းနဲ့စီးပွားရှာတယ်။လုံလဝီရိယနဲ့ကြိုးကြိုးဆဆစီးပွားရှာတယ်။ဓမ္မလောတေဟိဘောဂေဟိအဲ့ဒီလိုပစ္စည်းမျိုးတွေကသာသူကစနစ်တကျရှာပွေတယ်ပေါ့။မဟုတ်တာမလုပ်ဘူးကောင်းအောင်ကောင်းဝယ်လုပ်ပြီးတော့စီးပွားရှာတယ်။အဲ့ဒါလိုစီးပွားရှာပြီးမလုပ်တော့ဆိုတော့တဒါတိတိဋ္ဌသင်္ကပ္ပော ကောင်းမြတ်တဲ့အတွေ့အကြံတွေစိတ်ကူးဉာဏ်တွေအမတမကောင်းတဲ့အဲ့ဒီအမြင်မျက်စိနှစ်ဦးရှိနှစ်ခုရှိတဲ့ပုဂ္ဂိုလ်ဟာတဒါတိသစ္ထသင်္ကပ္ပောအဘျက်ကမန္တသောနရောကောင်းရောင်းကောင်းဝယ်လုပ်ပြီးတော့ရှာထားတဲ့ပစ္စည်းဥစ္စာတွေနဲ့တဲ့ပေးတယ်ကမ်းတယ်လှူဒန်းတယ်ထောက်ပံ့တယ်စီးပွားရှာထားပြီးပြီဆိုတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဟာ စီးပွားရေးမျက်စိရှိလို့စီးပွားရပြီကိုချင်းတရားမျက်စိရှိလို့ကုသိုလ်တရားတွေဖြစ်ပွားအောင်လုပ်တယ်ကောင်းရောင်းကောင်းဝယ်လုပ်တယ်ကောင်းတဲ့နည်းနဲ့စီးပွားရလာပြီဟုတ်ပြီရလာတဲ့ပစ္စည်းဥစ္စာတွေကိုဘယ်လိုအသုံးချတယ်လဲဆိုရင်မြတ်စွာဘုရားဟောထားတယ်အတ္တနံဒုခေတိပိနေတိကိုရှာထားတဲ့ပစ္စည်းဥစ္စာတွေနဲ့ကိုချမ်းသာအောင်နေတယ် လောင်ဝတ်တယ်ဝအောင်စားတယ်ကောင်းကောင်းနေတယ်နော်ကိုရှာထားတဲ့ပစ္စည်းကသုံးတယ်စနစ်တကျသုံးတယ်လို့ဒီလိုဆိုလို့တယ်။ဘာမိမိကိုယ်ကိုချမ်းသာအောင်ထားတယ်မိမိကိုယ်ရင်ချမ်းသာအောင်ထားတာမဟုတ်ဘူးမာတာပိတရောဒုခိတိပိနေတိနှစ်ဖက်မိဘတွေကိုလည်းပဲချမ်းသာအောင်ထားတယ်ကြွေးမွေးတယ်ဆောင်းလျှောက်တယ်ဒါပစ္စည်းဥစ္စာကိုစနစ်တကျသုံးချဖို့ ဒါတွေမကဘူးပုဒ္ဒဒါရကာမကရပောရိတိဒုခိတိပိနေတိတဲ့ကိုယ်အိမ်သူအိမ်သားတွေချမ်းသာအောင်ထားတဲ့ကိုယ်လုပ်ငန်းမှာလုပ်ကြတဲ့အလုပ်သမားတွေကိုချမ်းသာအောင်ထားတယ်ထောက်ပံ့ပေးထားတယ်မိတ္တမစ္စေဒုခိတိပုနေတိမိတ်ဆွေတွေပေါင်းသင်းတွေလွတ်တဲ့အခါမှာကူညီပေးတယ်ဒါရလာတဲ့ပစ္စည်းကိုအခုလိုစနစ်တကျသုံးတယ် ပြီးတဲ့အခါကျတော့ပါတော့ဆိုလို့ရှင်ကုသိုလ်ကောင်းမှုလုပ်တယ်တဲ့လူရန်နဲ့ထောက်ပံ့နေလူရတဲ့ပုဂ္ဂိုလ်တွေလူရန်နဲ့ထောက်ပံ့နေဆိုတဲ့နေရာမှာဒီလူမှုရေးနဲ့ပတ်သက်တဲ့လူတာပဲဖြစ်စေခက်ခဲကြုံနေတဲ့ပုဂ္ဂိုလ်တွေလူတာပဲဖြစ်စေလူတန်းမှုတွေကိုဘာသာရေးနဲ့ပတ်သက်ပြီးတော့လူတာပဲဖြစ်စေအဲ့ဒါလို့လူတန်းမှုတွေကိုပြုတယ်အဲ့ဒါကိုရည်ညွှန်းပြီးတော့ဆိုတာ တဒါတိတိထသင်္ကပ္ပောမြင့်မြတ်တဲ့အတွေ့အကြံတွေရှိတဲ့ဒီပုဂ္ဂိုလ်ဟာပေးတဲ့ကံနဲ့ကိုရှာလို့ရထားတဲ့ပစ္စည်းဥစ္စာတွေအလားအမဖြစ်စေဘူးလူထမ်းပေးကံတော့အဲ့လိုလူထမ်းပေးကံလို့ကုံသွားတဲ့အကုံဟာသုံးလို့ကုံတာနဲ့တူတူပဲတဲ့ဖြုံးလို့ကုံတာမဟုတ်ဘူးအမြတ်တွေ channel လို့ဒီလိုဆိုလိုတယ်နော်ပစ္စည်းဆိုတာ မတုံးရပဲနဲ့ကုံနာမကုံတယ်လို့ခေါ်တယ်ဖြုံးလို့ကုံနာမကုံတယ်လို့ခေါ်တယ်စနစ်တကျအမေဖေကြွေးလို့မကုံဘူးသားသမီးတွေကြွေးတယ်မိတ်ဆွေတင်ကားတွေထောက်ပံ့တယ်ဒါနာကောင်းမှုလုပ်တယ်အဲ့ဒါလို့ကုံခြင်းဟာကုံတယ်လို့မခေါ်ရဘူးသုံးတဲ့နေရာမှာသုံးတယ်လို့ဒီလိုပဲဆိုတယ်နော်သုံးတဲ့နေရာမှာသုံးတာအပြက်ကမနသောနရောစိတ်ထားတည်ငြိမ်ပြီးတော့ ဥပေတိဗတ္တကံဌာနယထခန္ဓဝနသောစတိဒီဘဝမှာလည်းကြည့်မယ်ဆိုလို့ရှင်ပညာမျက်စိလည်းဒီစိဝါယေပညာမျက်စိလည်းရှိတယ်ကိုချင်းတရားနဲ့လည်းမျက်စိရှိတယ်ဆိုစိဘွားကိုကိုချင်းတရားနဲ့ထိကိုချင်းတရားကိုစိဘွားနဲ့ထိအပြန်လန်ထိညှိထားတဲ့အတွက်ကြောင့်ကိုချင်းတရားလည်းမပြည့်စုံဘူးစိဘွားရေးလည်းမပြည့်စုံဘူး ဆိုပါတော့စီးပွားရေးတော့ရှိပါတယ်ကိုချင်းတရားမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်တရားဟာလေစီးပွားတက်လာတာကိုအကြောင်းပြုပြီးကိုချင်းတရားလည်းပြတ်တက်တယ်ပေါ့ကိုချင်းတရားနဲ့မထိန်ဘူးဆိုလို့ရှိရင်စီးပွားရေးဟာလည်းပြတ်သွားနိုင်တယ်ပေါ့ဒါကြောင့်မို့လို့စီးပွားကိုကိုချင်းတရားနဲ့ထိန်ကိုချင်းတရားကိုစီးပွားနဲ့ထိန်ဆိုပြီးတော့အခုလို့ထိန်သိမ်းဆောက်ရှောက်ချင်းဖြစ်လာတယ်ဒီကြီးပွားတိုးတက်နိုင်တယ် အဲ့ဒီလိုပညာမျက်စိအမြင်နှမျိုးရှိတဲ့ပုံကမျိုးဖြစ်ရမယ်လို့ဒီလိုဆိုတာပေါ့နော်အဲ့ဒီလိုပညာမျက်စိအမြင်နှမျိုးရှိတဲ့ပုံကဥပေတိဗတ္တကံဌာဏယထကန္တဝါနာသောစတိဘယ်နေရာရောက်ရောက်မစိုးရင်ရတဲ့နေရာမျိုးဒီဘဝမှာလဲတိုးတက်တယ်နောက်ဘဝမှာလဲကောင်းရသူတိရောက်တယ်ဆိုတဲ့ဒီလိုအကျိုးတရားတွေကိုရရှိနိုင်တယ်လို့ မြတ်စွာဘုရားကအန္တသုတ်တံမှာဒီလိုဟောထားတာဖြစ်ပါတယ်အေးဘုဒ္ဓအလိုတော်ကြောင့်လူဘဝကိုဖော်ဆောင်ရမယ်ဆိုလို့ရှိရင်တို့တွေဟာလူဘဝရလာပြီဆိုလို့ရှိရင်စီဝါရေးပညာမျက်စိရှိအောင် တို့တွေသင်ယူကြရမယ်စီဝါရေးရအောင်ကြိုးစားအထောက်ကြရမယ်အဲ့ဒီစီးပွားရှာတဲ့အခါမှာလည်းပဲကိုချင်းတရားမပြတ်တဲ့စီးပွား ကိုချင်းတရားကောင်းဖို့တဲ့ပုံမှာအခြေခံပြီးတော့ရလာတဲ့စီးပွားဥစ္စာကိုသာလဲတို့တွေဟာမျက်မျက်နှုံနှုံရှာဖွေကြမယ်လို့ကိုချင်းတရားကိုလည်းတန်ဖိုးထားခြင်းစီးပွားဥစ္စာကိုတန်ဖိုးထားသလိုကိုချင်းတရားကိုလည်းတန်ဖိုးထားပြီးတော့ပညာမျက်စိအမြင်နှမျိုးကြည့်ပြီးတော့ဘဝတစ်ခုမှာပေါ်ဆောင်သွားမယ်ဆိုလို့ရှိရင်ဘုရားအလိုတော်